ိုးပြီးမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဝက်လက်မျိုးနယ်ရွာသားချင်းရွာကိုစိတ်အင်အားဖြစ်သိရန်လာသည့် MISMP ရဟရင်တစည်းကြီးထိမှန်ပြီးမိကိုထွက်သွားရင်တမ33တို့မောင်ပြေဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ စကိုင်းတိုင်းဝက်လက်မြို့နယ်ရွာသားချင်းရွာကစိတ်ရင်အားဖြစ်တဲ့လာသည် MSMD ရန်ရင်တစဉ်ကြီးထိမှန်ပြီးမိခိုးထွက်သွား၍တမ33တို့မောင်းပြေးသွားကြောင်းဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဇမနဲ့နော်ဝေမာလာတရက်နေ့နနက်7:50မိနစ်ခန့်မှာဝက်လက်မျိုးနယ်ရွာသားကြီးကျေးရွာစစ်တပ်အထံစခန်းသို့စကိုင်းတမတုံတုံမှတက်လာသည့် MI Assembly ရဲရဲနှစ်စီးကလူအင်အားနှင့်လက်နက်အင်အားများလာချခဲ့ကြသော ဒါအပြင်မုံရွာနာမခမှာတက်လာတဲ့ဂျိုင်ရိုကော်ပတာတက်စီကလေကြောင်းတိုက်ခတ်မှုပြုလုပ်သွားကြောင်းသိရှိရပါတယ်။လကောင်း MI Assembly ရန်ရည်နှစေကစမနေ့နေ့နဲ့9:24မိနစ်ခန့်မှာစကိုင်းတမ33တို့ထပ်မံပြန်တက်လာတာကြောင့်တရင်ရစီတာကြောင့်ကိုတော်ကြပါကပါလှူစာမဟာမေပူမအဖွဲ့ကတိုက်ခိုက်ရန်ကင်မွန်ဝင်၍အသိဆောင်ဆိုင်ခဲ့ကြောင်းသိရှိရပါသည် ၎င်းနောက်နာမခမတက်လာသည့်ဂျိုင်းရူကော်ပရာတစီကထပ်မံပြန်တက်လာပြီးရွာသားကြီးကြီးရွာအနီးမှာဝေဟင်မအကာအကွယ်ပေး၍ပြန်တန်းနေစဉ်နနက်9:40မိနစ်ခန့်မှာ တမ33မှာထပ်မံအင်အားဖြည့်တင်းရန် MI70 ရဲရဲနဲ့စီရောက်ရှိလာချိန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်၎င်းတိုင်ပွဲအတွင်းအကြမ်းစစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရရှိသူများပြီး အပြင်းထန်ဒဏ်ရာရရှိသူများကို MI70 ရဲအရင်ဖြင့်ပြန်လည်ခေါ်ဆောင်သွားကြောင်းသိရှိရပါသည် ိုက်ပွဲအတွင်းအကြမ်းတ်စစ်တပ်၏ MI-70 ရဟယင်တစီကဂျန်နရေတာအရန်အင်ဂျင်ကိုထိမှန်ပြီးမိခိုတလိန်လိန်ဖြင့်အင်အားချနိုင်ခြင်းမရှိဘဲတမ333ပြန်လည်မောင်းပြေးသွားကြောင်းသိရှိရပါသည်အဆိုပါတိုက်ပွဲအတွင်းပူဝါပကဖလှူဆောင်အဖွဲ့ကကျင်းအင်အား3000ကျော်အသုံးပြုတိုက်ခိုက်ခဲ့ပါကြောင်းထိတွေ့တိုက်ပွဲအတွင်းအကြမ်းတ်စစ်တပ်ဘက်မှထိခိုက်မှုရှိပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ဆလဘီမိုကိုနဲ့မိုမိမှာ MOD ကိုကဲမှုအောင်တရင်တပ်ဖွဲ့တွေနဲ့မဟာမိတ်တပ်တွေစတင်ဖြန့်ခွဲနေရယူဆတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တရင်လန်လေးပြည်လဲဆုတ်ခွာမဲလို့ထုတ်ပြန်ကြေညာထားတဲ့မိုကိုနဲ့မိုမိမျိုးနယ်တွေကို MOD လောက်ခန့်တရင်တပ်ဖွဲ့တွေနဲ့မဟာမိတ်ຫນွေဦးတော်လန်ရဲ့အင်အားစုတွေကစတင်ဖြန့်ခွဲနေရယူနေပြီလို့မြေပြင်တော်လန်ရဲ့အင်အားစုတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။ ပြီးခဲ့တဲ့အော်တိုဝါလာ29ရက်နေ့မှာစစ်ကောင်စီရဲ့ပြည်သူလူထုအပေါ်အကြမ်းဖက်ပုံကျဲမှုတွေကြောင့်တောင်းတက်မတော်တည်ရန်လန်လီအနေနဲ့မိုးကုံနဲ့မုံမိတ်မြို့နယ်တို့မှာတက်ပြန်ဆုံမယ်လို့တရားဝင်ကြေညာခဲ့ပါတယ်။အဆိုပါကြေညာချက်ထွက်ပေါ်လာပြီးတဲ့နောက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးနဲ့မိုးကုံပြူဟာတို့အပေါ်ဝင်မိုးကုံစစ်မျက်နှာမှာစီရေးတာဝန်ထမ်းဆောင်နေတဲ့ຫນွေဦးတော်လန်ကြီးအတွင်ပေါက်ဖွာလာတဲ့တပ်ဖွဲ့တွေဟာမိုးကုံမြို့ကိုအစွမ်းကုန်ကာကွယ်သွားမယ်လို့အသီးသီးထုတ်ပြန်ကြေညာခဲ့ကြတာပါ။ လက်ရှိမှာတည်ရန်လန်လင်ပြန်လည်ဆုတ်ခွာတော့မယ်မိုးကုံနဲ့မိုးမိတ်မြို့တွေကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံတရင်တပ်ဖွဲ့တွေနဲ့အညာမြေမှာအခြားမဟာမိတ်တော်လည်းရင်အားစုတွေကစတင်နေရယူတာတွေပြုလုပ်နေပြီလို့သိရပါတယ်မိုးကုတ်ကိုကျွန်တော်တို့အညာပြုအားရောစတဲ့မန်ထိုင်းခရိုင်မိုးကော့ပြူအားစားတဲ့မဟာမိတ်တွေလွန်ခဲ့တဲ့နှစ်ရက်ကစပြီးနေရာယူပါတယ်လို့အညာပြူအားမှာမြေပြင်စေးတာဝန်ရှိသူကအတည်ပြုပြောဆိုပါတယ် တစ်တုံညာနေခွန်စစ်စင်ရဲ့အတွင်မော်ဂုံမြို့ကတိမ့်ပိုင်ရှာမှာတီအန်လန်လီတပ်ဖွဲ့နဲ့အတူຫນွေဥတော်လန်ရဲ့အတွင်မှပေါက်ဖွာလာတဲ့မန္တလေး PDN မော်ဂုံဖြူဟာအညာဖြူဟာမော်ဂုံပါကဖားထွိုင်းဖြူဟာမြင်းချံပလတ်တိုက်ကနေအခြားတော်လန်ရဲ့အင်အားစုများစွာကပူပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်မော်ဂုံမြို့ကလာဆိုးကဲသို့စစ်ကောင်စီဘက်ကအလွဲတကူရသွားမှာကိုအဆိုပါຫນွေဥတော်လန်ရဲ့အင်အားစုတွေအနေနဲ့လက်တယ်မခံမိမဟာမင်းများအားလုံးပူပေါင်းပြီး ခုခံကာကွယ်သွားမယ်လို့အညာပြူဟာကအတည်ပြုထားပါတယ်ကျွန်တော်တို့ဒီအခုအကုံလုံးမဟာမိတ်တွေအကုံလုံးပုံအဒီကအဲ့ဘက်ချမ်းမာတပိချင်းမိုးကုံအကုံလုံးပေါ်သူတို့ကိုတင်ထားခဲ့တာကောတိုက်ခဲ့တာကောပါခဲ့တဲ့မန်တိုင်းပါမယ်ဗျထွိုင်းပြူဟာပါမယ်မန်ခရိုင်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီဘလက်တိုက်ကလည်းပါမယ်ပုံထွိုင်းပြူဟာပါမယ်ပုံ ျွန်တော်တို့မိုးကိုပါကဖားတွင်အညာပြူဟာကောအကုန်လုံးကမိုးကုံနဲ့မိုးမိတ်ကို EROS တိုင်းနာတော်လည်းရေတောက်ဖွဲ့တွေတင်ထားတဲ့နေရာမှုသူတို့လွယ်လွယ်ကူကူပေးခဲ့တဲ့လာဆိုလိုမျိုးကျွန်တော်တို့ကမပေးဘူး PDF တွေပြောရမယ်ဆိုရင်တော့ဗမာတိုင်းနာတွေကပြန်ပြီးခုခံမယ်ဆိုတဲ့သဘောပါလို့အညာပြူဟာမှာစည်ရေးတာဝန်ရှိသူကဆက်ပြောပါတယ် ဒါအပြင်အမိုးဒီတရင်တပ်ဖွဲ့တွေနဲ့မဟာမိတ်တော်လည်းရင်အင်အားစုတွေပူးပေါင်းပြီးအခုရပိုင်းအတွင်းမှာတင်မုံကုံမြို့အတွက်အရေးပါတဲ့ဖော်တော်လန်းစုံတော်ဝိုင်းကိုပြန်လည်ထိုးစစ်ဆင်ရမှာစစ်ကောင်စီတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ဖော်တော်လန်းစုံအနီးမှာရှိတဲ့တာဝတိုင်းဂုံးကိုလည်းပြန်လည်စုံမနိုင်ခဲ့တယ်လို့သိရပါတယ် နှစ်ပိုင်းစီတဲ့ပထမပိုင်းက MOD တရင်တပ်ဖွဲ့တွေအနေနဲ့ပူပါပြီးတော့ဖော်တော်ကိုရောက်နေတဲ့ကောင်းတွေကိုပြန်ပြီးတော့တူလိုက်တာဖော်တော်ကတာဝါတိုင်းအထိပြန်သိမ်းမိတယ်လို့အခြေအနေမျိုးပြန်ပြီးကြတဲ့ကိုဘက်ကပြန်အားတာတယ်လို့ပြောရမှာဒုတိယအချက်ကအခုမိုးကိုမိုးမိတ်ပြန်ပြီးတဲ့အခြေအနေမှာဒီဘက်ကအဖွဲ့တွေထုတ်ပြန်ချက်တွေမှတွေ့မှာပါအညာပြူဟာကလည်းသူတို့နဲ့အတူပူပါပြီးခုခံကာကွယ်သွားမှာပါလို့အညာပြူဟာစည်ရေးတာဝန်ရှိသူကဆက်ပြောပါတယ် စစ်ကောင်စီအနေနဲ့မိုးကုတ်နဲ့မုံမင်းတို့ကိုစီးရဲအရာချင်းချောင်းနိုင်မှုအတွက်မန္တလေးတန်းအတွင်မှာထိုးစစ်စင်တာတွေရှိတယ်လို့သူတို့ပြန်လည်သိမ်းပိုင်နိုင်ခဲ့တဲ့ကြောင်းမင်းနောက်ချုံမြို့နယ်တွေပတ်မှာလည်းစစ်ကြောင်းထိုးချီတက်နေတာတွေလည်းရှိတယ်လို့သိရပါတယ်တော်လန်ရင်အင်အားစုတွေပတ်မှာတဲ့မိုးကုတ်နဲ့မိုးမိတ်တွေကိုကာကွယ်ဝတ်အတွက်တပ်ဖွဲ့တွေနဲ့ကင်းကွာနေတဲ့ရဲဘော်ဟောင်းတွေကိုပြန်လည်ခေါ်ယူနေတဲ့အပြင်တပ်ဖွဲ့ဝင်အသစ်တွေနဲ့အခြားတော်လန်ရင်တပ်ဖွဲ့တွေကိုလည်းလာရောက်ပူးပေါင်းကြဖို့ဖိတ်ခေါ်နေတာလည်းတွေ့ရပါတယ်ရှင်။ ဆက်လက်ပြီး TNL နဲ့စစ်တပ်တို့အကြားပြစ်ခတ်ရစရေးသဘောတူညီထားပြီးမြေเจ้าအန်ရဲ့တတိထားကြရန်ပြည်သူများကို TNL တတိပေးဆက်တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပြည်သူများအနေဖြင့်စစ်ကောင်စီဘုံကျတက်ခတ်မှုများဆောင်စားနိုင်ရန်စီရေးတတိအမြဲစီရန်လိုအပ်ပြီးလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းများလိုင်းနာဆောင်ရွက်ရန်လိုအပ်ကြောင်းတရားလန်လေးကအတည်ပြုပါသည် တောင်းတက်တီရဲ့လန်လီကတိမိုက်ထားတဲ့နယ်မြေများကိုစစ်တပ်ကအော်တိုဘာလအတွင်းလေးကြောင်းတိုက်ခိုက်မှုကြောင့်တန်ဃာတော်များအပါအဝင်ပြည်သူ49ဦးသေဆုံးပြီး82ဦးထိကတရားရရှိခဲ့ကြောင်းတိရဲ့လန်လီကသတင်းထုတ်ပြန်ပါတယ်။ အော်တိုဝါလာအတွင်စတက်ကလေချောင်းနဲ့ဒွန်းဖြေပုံကျက်ပစ်ခတ်တိုက်ခိုက်မှုကြောင့်တန်ဃာတော်နှစ်ပေါင်းကလေး၁၀ဦးအမျိုးသား၁၆ဦးနဲ့အမျိုးသမီး၂၃ဦးသေဆုံးသွားခဲ့ပြီးတန်ဃာတော်၆ပေါင်းကလေး၂၆ဦးအမျိုးသား၂၀ဦးအမျိုးသမီး၁၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကောင်းနေအိမ်၁၉၅အိမ်စာတင်ကျောင်း၅ကျောင်းဘုံကြီးကျောင်း၇ကျောင်းကျောင်းဆောင်၉ဆောင်အဆောင်၆ခုမွေးမြူရေးချက်၂ချမ်းဆိုင်ကန်း၅ကန်းလက်ဖက်ဆက်ရုံတယုံဆိုင်ကယ်၄စီးနဲ့ကားဆယ်စီးတို့ပုံစံထိမှန်ပြသသွားခဲ့ကြောင်းသိရှိရ Amarin. စစ်တပ်ကကြောင်မဲမြို့နယ်စီပြည်သူလူထုများကိုဥတီ၍ဂျက်ဖိုက်သားနှင့်ဒွန်းဖြင့်၃ချိန်လာရောက်ကျေစားတိုက်ခိုက်ခဲ့တာကြောင့်တန်ဃာတော်နှစ်ပါးထိခိုက်ဒဏ်ရာရရှိကောင်ဖုန်ကြီးကျောင်းတန်းချောင်းဆွမ်းစားဆောင်တပ်ဆောင်နှင့်အဆောင်အုံသုံးခုတို့ပုံစံထိမှန်ပြသသွားခဲ့ကြောင်းဒါအပြင်နမတူမြို့နယ်မှာလည်းစစ်ကောင်စီတပ်ကလေကြောင်းနှင့်ဒွန်းကိုအုံပြု၍9ချိန်ကျေစားတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတအူးနှင့်အမျိုးသမီး၃ဦးသေဆုံးခဲ့ပြီးကလေးငယ်၂ဦးအမျိုးသား၄ဦးနှင့်အမျိုးသမီး၆ဦးတို့ထိခိုက်ဒဏ်ရာရရှိကောင်နေအိမ်၂၀တန်း င်းစာတင်ကြောင်းတကြောင်းဖုန်ကြီးကြောင်းတကြောင်းနဲ့ကျောင်းဆောင်၆ဆောင်တို့ထိခိုက်ပျက်စီးသွားခဲ့ကြောင်းသိရှိရပါတယ်အလားတူမန္တုံမြို့နယ်မှာလည်းစစ်တပ်ကလေကြောင်းပြင်းနေခြင်းလာရောက်ကျစတိုက်ခတ်မှုကြောင့်နေအိမ်၆အိမ်ထိခိုက်ပျက်စီးသွားခဲ့ကြောင်းတီဘောမြို့မှာလည်းစစ်တပ်ကချက်ပိုက်သားဖြင့်၆ကြိမ်ပုံများကျစတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား၂ဦးသေဆုံးခဲ့ပြီးအမျိုးသား၂ဦးနဲ့အမျိုးသမီး၁ဦးထိခိုက်ဒဏ်ရာရရှိကောင်နေအိမ်၂၄အိမ်စာတင်ကျောင်း၂ကျောင်းဖုန်ကြီးကျောင်း၂ကျောင်းနဲ့အဆောက်အုံတစ်ခုတို့ထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရပါသည် မိုင်းလုံမြို့နယ်မှာလည်းစစ်တပ်ကချက်ပိုက်တာဖြင့်၅ချိန်လာရောက်ကျဲချခဲ့တာကြောင့်တန်ဃာတော်နှစ်ပါးကလေး၃ဦးအမျိုးသား၅ဦးနဲ့အမျိုးသမီး၅ဦးတို့တေဆုံခဲ့ပြီးတန်ဃာတော်လေးပါးကလေး၂ဦးအမျိုးသား၁ဦးနဲ့အမျိုးသမီး၂ဦးထိခိုက်ဒဏ်ရာရရှိကောင်နေအိမ်ဆက်စစ်အိမ်ဖုန်ကြီးကျောင်းနှစ်ကျောင်းနဲ့စာတင်ကျောင်းဆောင်တစ်ဆောင်တို့ထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ အလားတူမိုင်းငေါမျိုးနယ်မှာလည်းစစ်တပ်ကစပ်ဖိုင်သားဖြင့်တုံးချိန်ပေါ်များကျဆတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား၂ဦးအမျိုးသမီး၂ဦးသေဆုံးခဲ့ပြီးအမျိုးသား၃ဦးနဲ့အမျိုးသမီး၁ဦးတို့ထိခိုက်ဒဏ်ရာရရှိကနေအိမ်ဆက်ရှိအိမ်ဖုန်ကြီးကြောင်တကြောင်ကျောင်းဆောင်တစ်ဆောင်နဲ့စာသင်ကန်း၅ခန်းတို့ထိမှန်ပျက်စီးခဲ့ကြောင် အလားတူနတ်ဆန်မြို့နယ်မှာလည်းစစ်တပ်ကကြက်ဖိုင်သားကိုအသွင်ပြု၍၆ကြိမ်ပုံများကျေချတိုက်ခိုက်ခဲ့တာကြောင့်ကလေး၂ဦးအမျိုးသား၂ဦးနဲ့အမျိုးသမီး၉ဦးသေဆုံးခဲ့ပြီးကလေး၉ဦးအမျိုးသား၆ဦးအမျိုးသမီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ မော်ကောမြို့နယ်မှာလည်းစစ်တပ်ကချက်ပိုက်သားဖြင့်လေးကျင်းပုံများကျက်ချတိုက်ခိုက်ခဲ့တာကြောင့်ကလေး၃ဦးနှင့်အမျိုးသား၁ဦးသေဆုံးခဲ့ကြောင်းမုံမေမြို့နယ်မှာလည်းချက်ပိုက်သားဖြင့်၅ကျင်းပုံကျက်တိုက်ခိုက်ခဲ့တာကြောင့်ကလေး၂ဦးအမျိုးသား၃ဦးအမျိုးသမီး၂ဦးသေဆုံးခဲ့ပြီးကလေး၁ဦးအမျိုးသား၄ဦးအမျိုးသမီး၄ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်၁၄အိမ်နဲ့ကားတစ်စီးတို့ထိမှန်ပျက်စီးသွားခဲ့ကြောင်းသိရပါတယ်ရှင်။